ဒါပေမဲ့တက်တော့ဘုံမကျဲခဲ့ဘူးတဲ့အဲ့ဒီဘုံကြီးចောင်းနေအဲ့ဒီကျွန်တော်ကအမှန်တိုင်းပြောမယ်နော်ဒါကျွန်တော်ရဲ့သတင်းတွေဆိုတာကြည့်နေတဲ့လူတွေသိတယ်အဲ့ဒါနောင်ချိုးပဲသတင်းပေးတာနောင်ချိုးမှာကျွန်တော်သတင်းပေးတွေရှိတယ်ကျွန်တော်သတင်းပေးတွေအသက်ခံခဲ့ရတယ်ကျွန်တော်ပြန်ပြောပြမယ်ဒီဒီယန်နဲ့နဲ့ကျွန်တော်လည်းတော့သူတပုံနဲ့ PDF တွေအားလုံးကကြာချုံးနေတာစုတ်ခွာနေရပြီ အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ match လာ16ရက်2025ကျွန်တော်လည်းအတူတတင်းလေးတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ခလုံးလေးနေခဲ့ပေးဖို့မြစ်တာရက်ခံပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့ခစ်တမီဒီယာကတတင်းလေးကိုလိုရင်းတူရှင်းလေးလောက်ထားပေးတဲ့ video လေးနဲ့အရင်စလိုက်ကြရအောင်အကျဉ်းဖတ်စစ်ကောင်းဆောင်မင်း online က မြန်မာနိုင်ငံတော်မှာသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာဒူးတိုးဘွက်တိုင်းနဲ့ထိုက်ထိုက်တန်းတန်းစုချမယ်ဆိုပြီးမလုံပေးလာပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမိကရန်ကုန်ခေတ္တကိုပြောပါတယ်တပ်ဖွဲ့မှာတော့စကိုင်းတိုင်းကစကိုင်းမင်းကုန်းလမ်းမမှာအချက်ပစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားမှုအတွေ့စစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားတယ်လို့သူတို့စစ်သားမသားလောင်းတွေကို ကားရီနဲ့မိုးကအုပ်ပြီးတဲသွားကြတဲ့အခြေအနေတိဖြစ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။တစ်ဖက်မှာတော့မကွေးတိုင်းဆလင်းမြို့နယ်ကတညောင်တိုက်နယ် EBC ရုံးမှာတက်ဆွဲထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးပြစ်ခတ်ရန်ကစစ်သားတွေကတော့ပွဲချင်းမိကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သား၃ဦးလည်းဒဏ်ရာရရထားတယ်လို့ဆလင်းမြို့နယ်ပကဖနယ်မြေ၃ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အခုတစ်ခါဆက်ချင်တာကတော့ ထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးတံတားအနီးမှာရှိတဲ့ထိုင်းအကောက်ခွန်ဦးစီးဌာနကတိမ့်စီထားရကားကိုတောင်မီးလောင်မှုဖြစ်ပွားပြီးကားစီးနှံ့ရကြောမီးလောင်ပျက်စီးသွားတယ်လို့အဲဒီကကားအများစုဟာမြန်မာဘက်ကပို့ဖို့ပြင်ဆင်တဲ့အချိန်ဖမ်းဆီးထားတဲ့ကားတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။နောက်သတင်းတစ်ခုကတော့ကျွန်းစုတွင်စစ်တင်မောအုပ်စုကိုတိုက်ခတ်ခံရပြီးနောက်တံရရရှိခဲ့တော့ရေတက် တာနှူမြိတ်တို့ပို့ဆောင်စဉ်လန်ခီနဲ့တည်ဆုံးနေတဲ့တရင်လာရီတိုင်းကျွန်းစုမြို့နယ်တွင်နဲ့စစ်တင်ဘောအုပ်စုတိုက်ခိုက်ခံရပြီးနောက်ဒဏ်ရာရခဲ့တော့ရေတက်တာနှူမြိတ်မျိုးတို့ပို့ဆောင်စဉ်လန်ခီနဲ့တည်ဆုံးခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကွယ်ရေးအဖွဲ့မှတောင်းရှိလို့တူကပြောထားပါလေနော်နောက်တဲ့တဲ့တဲ့ပုတ်ကတော့ ဝေါ်မြို့နယ်တွင် PDF များကိုစိန်ခေါ်ထားသည့်သူစောတိခေါင်းဆောင်နေအိမ်ကိုတရုံးဖြစ်ဘုံကျဲတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးတဲ့။ကောင်းတယ်နော်။ပဲခူးတိုင်းဝေါ်မြို့နယ်တွင် PDF ရဲဘော်များကိုစိန်ခေါ်ထားသည့်သူစောတိခေါင်းဆောင်နေအိမ်ကိုတရုံးဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ရတဲ့စစ်သား၂ဦးသေဆုံးခဲ့ကြောင်းတဲ့ဝေါ်မြို့နယ်ပကပတောင်ရှိသူတို့ကပြောထားပါတယ်တဲ့။တရုံးနဲ့ဘုံကျဲလိုက်တာနော်။ပြီးနောက်တစ်ခုကတော့ အာဆာခေါင်းဆောင်အပါဝင်လူဆယ်ဦးကိုဘင်္ဂလားဒေ့ရှ်အလားပိုင်များကဖမ်းဆီးလိုက်ပြီးတရားဝင်ဝင်ရောက်မှုရာဇဝင်တရားမဝင်ဝင်ရောက်မှုရာဇဝင်မှုများဖြင့်စုံစမ်းစစ်ဆေးတိုက်ခိုက်မှုများလှုပ်ဆောင်ရန်လိုဝက်အစီအွေလုပ်ခဲ့ဟုရဲကပြောဆိုတယ်တဲ့အာဆာအာဆာကောင်းနေအေအေကအလုံးမရှုပ်တော့ဘူးအေအေအေကရှင်းစရာမလိုတော့အေအေနဲ့အေအေကိုသွားတိုင်းမှာစွန့်နေတဲ့ကောင်းနေစစ်ကောင်စီကမြောက်ပေးမှာအေအေကိုသွားစွန့်နေတဲ့ကောင်းနေခု เอเอ่ะบ่รู้เสียมะรอตัวตูตูเซ็งเนี่ยตูตั๋วแกบิเอาละเอาละตะเนี่ยท้ายနိုင်ငံเนี่ยกัญชันกัญชนาบุรีတွင်เนี่ยมาเลเซียတို့ตั๋วยောက်อลุลุจ่มีเดเมียนมาลุงเนี่ย19อูโกเตีย မဝင်ဝင်ရောက်မှုဖြစ်ထိုင်းအနာပိုင်များကဖမ်းဆီးတဲ့ထိုင်းနိုင်ငံနဲ့ကချနာဘူရီခရိုင်တွင်နဲ့မလေးရှားလိုတွားရောက်အလို့လှုပ်ရှားမိမြန်မာလူငယ်၁၉ဦးကိုတရားမဝင်ဝင်ရောက်မှုဖြစ်ထိုင်းအနာပိုင်များကဖမ်းဆီးလိုက်ကြောင်းထိုင်းတည်င်းဌာနများကဖော်ပြထားတယ်တဲ့နော်ဒီမြန်မာလူငယ်တွေဘဝလဲဒုက္ခဘယ်လောက်ရောက်လဲကြည့်လိုက်တိုင်းပြည်ရဲ့မင်းအွန်လိုင်းတို့ စစ်အာဏာတစ်ခုတင်လိုက်တဲ့နောက်ပိုင်းမှာမြောက်မြောက်ဆိုတော့လူငယ်လူရွယ်တွေတေလူကြီးတွေမြောက်မြောက်ဆိုတေပြီးမှအခုလေဒီပြည်သူစစ်မှုထမ်းတဲ့ဥတွေတခါထတ်ထုတ်တော့လူငယ်လေးတွေကသူတို့ရဲ့ပတ်စစ်စစ်ခွေအောင်မှာစစ်မှုမထမ်းခြင်းတဲ့လူငယ်လေးတွေအကုန်လုံးထွက်ပြေးကြတယ်ထွက်ပြေးကြရမှာတခြားနိုင်ငံတွေမှာတွားကြတော့လေတခြားနိုင်ငံတွေကလည်းခါပြန်ဖမ်းဒုက္ခပေါင်းစုံနဲ့တော်တော်လေးဒုက္ခရောက်လေစစ်အာဏာရှင်အမြင့်မဲ့ပြတ်မရှင်ပြည်သူတွေကဒီဒုက္ခတွေကနေလွတ်မအောင်မဟုတ်အဲဒါကြောင့်စစ်အာဏာရှင်ကိုအမြင့်ပြတ်ဖို့ကိုလိုတာတနာပါရရှိလိုက် တနင်္ဂနွေကပြုဒါတော့ဘဝိညာဉ်မျိုးစင်းပြောတာလဲကျွန်တော်ဖြက်လေးဖြက်စစ်ခွေးတွေကိုဖြက်လေးဖြက်နဲ့တိုက်ခိုက်ရမယ်ဆိုပြီးမှဘဝိညာဉ်မျိုးစင်းပြောတာဆက်ကြည့်အောင်ဖြက်လေးဖြက်ရဲ့နံပါတ်1ဖြက်ဖြစ်မိမိတို့ပတ်ဝန်းကျင်မှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံသွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညီညွတ်လို့ပဲဖြစ်စေတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စေအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တောက်ပြီးကြ ဖြတ်တက်ပါနောက်ဖြတ်နှစ်ကတော့ဖက်စစ်အကြမ်းဖက်လီတက်တွေအဓိကနောက်တစ်ခါဖက်စစ်အကြမ်းဖက်တက်ကကပါစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတိုင်ရင်ဌာနချုပ်တွေဖက်စစ်တက်ကလက်ပါစီဖြစ်အသုံးတော်ခံနေတဲ့ယုံဌာနတွေကိုတွေ့တန်းထားတဲ့လျှက်စစ်ဓာတ်အားလိုက်တွေရှိပါတယ်ဓာတ်တိုင်တွေရှိပါတယ်ဓာတ်တွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီလျှက်စစ်ဓာတ်အားလိုက်တာဝါတိုင်တွေဓာတ်တိုင်တွေ မတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဖြတ်တော့တာဓာတ်ကြိုးလေးကိုဖြတ်တော့ရတော့လွယ်ပါတယ်အော်ဘယင်းကြီးကျွန်တော်ကလုံးလို့ရမှာလဲလုံးလို့ရတဲ့နီလန်နေအများကြီးရှိပါတယ်နော်ကြိုးကြီးတွေကိုထိတ်မှာဂဲလုံးကြီးကြီးနဲ့လေးချိန်ကြီးကြီးချီးပြီးတော့အားကောင်းတဲ့လူကတေးချာလွှဲပြီးကြိုးကိုဓာတ်တိုင်ပေါ်ဖြစ်တယ်မှာဖြစ်တယ်ပြီးကြိုးသုံးကြိုးကိုပူပြီးတော့ခြီတော့ဟိုဂွင်းရှော့လို့စောက်ဆွဲပြီးတော့ရောက်ဓာတ်တိုင်နှစ်ခုအလဲကနေကြိုးတွေကို short တိုက်ပြီးတော့ဖြတ်တော့တာမျိုး တတ်တိုင်ကိုကျိုးသွားအောင်ဖြည့်ဆည်းတာမျိုးစသဖြင့်ဝိုင်းဝန်းပြီးတော့ကူညီကြဖို့လိုပါတယ်ဒါဟာနိုင်ငံမှန်ပစ္စည်းဖြည့်ဆည်းတာမဟုတ်ပါဘူးဖက်စစ်ရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ်ဖြတ်သုံးကတော့ဓာတ်စီတွေလောင်စာစီတင်ရင်တွေလေရင်စီတင်တဲ့ယင်တွေဟာအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့အရက်ဖက်ယင်ရောင်ဆောင်ကယင်နှန်းနေနဲ့သွာလာတာတွေ့ကြပါတယ်တချို့ယင်နှန်းတွေဆိုရင်အဲ့ဒီဓာတ်စီတင်လေရင်စီတင်တဲ့ယင်တွေရဲ့ ေါင်းဖုံးဖုံးမှုမှာဆိုရင်ဂျမ်ဘာတွေပါတက်စင်တာတိတိတတတွေ့ရပါတယ်အဲ့ဒီစစ်ရင်တန်းတွေအဲ့ဒီလောင်စာစီတင်တဲ့ရင်တွေဖြတ်သန်းသွားလာတဲ့အခါမှာရတဲ့နီလန်းနဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်အာကျွန်တော်တို့မှာလက်လက်မှတ်ရှိတာလွဲပါတဲ့လှုပ်လှရတဲ့နီလန်းတွေအများကြီးရှိပါတယ်ဓာတ်စီနဲ့ဒီဇယ်ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်းဓာတ်စီရောထားတဲ့အရေးဟာရေရှည်မီးလောင်စေတဲ့တတ္တိရှိပါတယ် စစ်ရင်နံလောင်စာစီတင်တဲ့ရင်နံမဖြတ်တန်းခင်သူတို့ဖြတ်တန်းမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကယ်ကဓာတ်စီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆီလီမီနဲ့ပြက်ပေါက်မိရှူတာမျိုးတခြားနီးလန်းနေနဲ့လမ်းကိုဖြတ်စည်းတာမျိုးမှောက်ပေါ်အောင်လုံတော်လုံဆောင်တာမျိုးစသဖြင့်နီးလန်းပေါင်းစုံကိုကြံစပြီးဖက်စစ်တပ်ရဲ့တဲ့သွေးကြောဖြစ်တဲ့လောင်စာစီတွေကိုဘိုင်းဝင်ဖြတ်တော့ကိုကြိုးပမ်းရပါနော် ဲ့တော့ဒါလောင်ဖြတ်ဖြတ်၃ဖြစ်တယ်နောက်ဖြတ်၄ရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းနေရှိကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ဈားတွေကပဲဖြတ်တန်းသွားကြတာများပါတယ်အဲ့ဒီရေပိုက်လိုင်းတွေကိုခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါဒါဆိုရင်ဖက်စစ်တပ်ဟာပထမဆုံးဆက်သွေးရေးပြတ်တော့သွားမယ် ဆက်သွယ်ရေးပြတ်တော့လို့ပြညာဆင်းရဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တိုက်ချင်းချင်းဆက်သွယ်ရေးပြတ်တော့တာကိုခွင်ကြီးယူပြီးတော့ထွက်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့မိကုံရန်ကုံရိခါကုံပြီးတက်တွင်းတဘုံထခြင်းနဲ့သူ့ရဲ့တက်တွင်းကလူတွေအတွက်ခွင်ရေးကြီးဖြစ်ပြီးတက်ချင်းချင်းအုံကြွမှုတွေဖြစ်ပေါ်ပါလေဆက်သွယ်ရေးပြတ်တော့သွားတဲ့ပုံမူတည်ပြီးတော့အမိပေးစီကန်းနဲ့တော့မတိုက်တော့တာတွေလေးရင်တွေမပြန်တန်းနိုင်တော့တာတွေထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပြရတဲ့လူလိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးအပြူကွဲပါလိမ့်မယ် နောက်တစ်ခုကလက်စစ်သားလိုင်းတွေဖြတ်တောက်လိုက်တဲ့အတွက်ကြောင့်လေရင်ကွင်းတွေတိုက်လေရင်တွေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ်။နောက်တစ်ခုလောင်စာသီးဖြတ်တောက်ပိတ်ဆို့ခြင်းခံရတဲ့အတွက်ကြောင့်တနင်္ဂနွေလုံးသူတို့ရဲ့အသေးရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်။နောက်ပေါ့ရီသုံးရီဖြတ်တောက်ခံရတဲ့အတွက်ကြောင့်သူတို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးမယုံမင်းအခြေအနေမှာသူတို့အားလုံးလည်းပေါက်ကွဲစုပူအုပ်ကြွကြပါလိမ့်မယ်။ ဒီချိန်မှာကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြပါလိမ့်မယ်။ပြည်သူတရားလုံးဖြတ်လေးပြက်ဗျူဟာအတွက်ခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်ခြင်းအချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူးပေါင်းချိတ်ဆက်ရမယ့်ဒေါ်လိုင်းလွမြောက်တက်ဖွဲ့တွေနဲ့ပေါင်းစပ်ရမယ့်အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ပါမယ်။ ဖက်စစ်ကြံဖက်အာဏာရှင်စနစ်2025မှာမြမအမည်ကဒီတိုင်းကွယ်ပြောက်ချုပ်ငင်းရပါလေဘုန်းကြီးမျိုးစင်ပြောသလိုပဲပြည်သူတရက်လုံးပါဝင်ပြီးမှဒီကောင်လေးကိုဒီကောင်လေးတသက်လုံးပြည်သူတွေကိုစစ်ပွဲထဲမှာတို့ဘာလို့ဆိုရင်ဒီကောင်လေးကအဲဖြက်လေးဖြက်လေးဖြက်ပြီးမှသူတို့ရေဖြက်မီးဖြက်အဲ့လိုမျိုးဖြက်လေးဖြက်လေးသူတို့ဖြက်တယ်အခုကတော့သူတို့ကိုပြန်ဖြက်ရမယ့်အခြေအနေရောက်လာပြီသူတို့ကိုပြန်ဖြက်ပြီးမှသူတို့ဖြက်လေးဖြက်ပြန်ဖြက်ပြီးမှသူတို့ရဲ့စစ်အာဏာရှင်ကို အမြင့်ပြည့်ဖြည့်ရမယ်အချိန်ရောက်လာပြီအဲ့ဒီတော့ပြည်သူတွေအားလုံးလည်းကိုတက်နိုင်တဲ့ဘက်ကလည်းလုံခြုံစွာဖြစ်ပါဝင်ပေးကြပါလုံခြုံမှုရှိကိုတက်လုံခြုံမှုရှိမှလုံစေချင်ပါလေမိုးရင်းညမစဉ်ပြောသလိုပဲကိုယ့်ကိုလုံလုံခြုံခြုံနဲ့လှုပ်ပြီးတွိုင်းရင်လည်းကိုသွားမယ့်နေရာတခါလည်းအကုန်ပြင်ဆင်ပြီးမှလုံစေချင်ပါလေမဟုတ်ရင်ဒီခွေးတွေရဲ့လက်ထင်မှာပဲအဆုံးရှုံးခံရမှာဆိုလို့ပါအကြောင်းမို့ လုံမယ်ဆိုရင်ပြည်သူတွေအားလုံးလှုပ်ကိုလှုပ်ရမယ်အခြေအနေရောက်နေပါပြီအကုန်လှုပ်လိုက်ပြီဆိုတာနဲ့ဒီပွဲကမြန်မြန်ဒီနောက်25မှာပဲဆရာနာရှင်ချုပ်နေတော့မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ဆက်ကြည့်အောင်နောက်မှာအဖရဲ့ဒုမနာသားကျွန်ဖိုးဟင်းကနောက်ချိုကိစ္စကိုဘလို့တွေလိန်ထားလဲဆိုအချက်၃ချက်နဲ့လိန်တာဘိုးကြီးညီမျိုးစင်ကဖြက်လေဖြက်ဖြက်ခိုင်းတယ်အဖသားပြည်သူတွေမတီးလိုက်တဲ့ဖြက်ချက်တော့လည်းရှိတယ် အချက်၃ချက်နဲ့လိမ့်တာလိမ့်တာအဲ့ဒီအချက်၃ချက်ကစေယရဏပရိယတ္တိယစာတင်တိုက်อืมဘုံကျဲခံရတဲ့ကိစ္စอืมအဲ့တော့ကိုတီအန်အန်ဒီအချမ်းဖက်လက်နဲ့ခိုင်တောင်းချမ်းသူတပုံကอืมထင်အောင်ထင်မှားဖြစ်အောင်လုပ်ခဲ့တယ်စေယရဏရဲ့ပရာဟိတစာတင်တိုက်ကိုဘုံကျဲခဲရတယ်တဲ့ပြည်သူတွေမသိတဲ့သတင်းမှ၃ခုရှိတယ်ညီလေးတဲ့တစ်စေယရဏဝင်းထဲမှာတီအန်အန်ဒီကစစ်တင်နံပေးနေတယ်တဲ့ กินတော့လည်းဖြစ်နိုင်လားလို့စစ်တန်တန်ပေးတယ်ဖြစ်နိုင်လားဘုံရင်ကြောင့်ဝင်ထဲမှာစစ်တန်တန်ပေးတယ်ဆိုတာဖြစ်နိုင်လားတရားနဲ့နေလို့စစ်တန်တန်ပေးတယ်ဆိုတာကဒီရှေ့တန်စစ်မြင့်နဲ့ပြင်တကယ်မအလားနဲ့အမြဲအချိန်မရွေးထိတွေ့နိုင်တဲ့စစ်မြင့်နဲ့ပြင်မှာစစ်တန်တန်ပေးတဲ့အုံနောက်ကမင်းတို့စစ်တက်ရဲ့သမင်းနဲ့စားတဲ့အုံနောက်ပဲဖြစ်ဖြစ်မှာနော်ဒီရဲ့စစ်တန်တန်ပြည့်ရဆိုတာလေလုံးဝဖြစ်နိုင်ကြအကြောင်းမရှိဘူးเนาะဒီရဲ့ဘုံကြီးကျောင်းထဲမှာစစ်တန်တန်ပြည့်ရအကြောင်းမှမရှိတာ ဘာဘာသိမဲ့ပါမှမရှိစစ်တနံပေးရဆိုတော့အဲ့အချိန်မြင့်မရှိတဲ့စကားပဲဝဲတော်တဲ့လင်ရင်ကိုတနက်နဲ့လှမ်းပစ်တယ်တဲ့ဒါကြောင့်ရန်သူရှိတာတရင်ရပြီးဘုံကျဲတာတဲ့ဟမ်တင်းနေပေးတာကိုကြည်နေတဲ့ကိုရင်နဲ့အရက်သားကိုထိတာတဲ့အဲ့ဆိုရင်တင်းနေပေးတာကိုကြည်နေတဲ့ကိုရင်နဲ့အရက်သားကိုထိရဆိုတင်းနေသားလည်းတယောက်မှမထိဘူးလားတင်းနေသားလည်းတယောက်မှမထိဘူးလားတင်းနေသားလည်းတယောက်မှမထိမနဲ့ကိုရင်နဲ့အရက်သားတွေကိုပဲထိတော့တာလားနော်တရင်ကလည်းနော်လင်ရင်လည်း ကောင်းကောင်းမွန်မွန်ပြပြလေးလေးနော်ပြည့်တင်နှံပေးစရာနေရရှာလို့တည်ရနေလေကဒီနေရာမှာတင်နှံလာပေးပါမလားလို့နည်းနည်းစဉ်းစားနော်သမင်းလေးပါလေးပြောင်းစားပြီးစဉ်းစားပြီးရင်နောက်တစ်ခုပြောချင်တာဒီ TNN လေးလေးကလေရင်နဲ့ဖြတ်သွားချိန်မှာတင်နှံနဲ့ပြည့်လိုက်လို့အကျန်းဖက်လေးရှိတာတိလို့တဲ့ဒီနောင်ချုံမျိုးမှာက TNN နေလို့ဟိုကထိန်းချုပ်တိမ့်ပိုက်ထိန်းချုပ်ထားပါလေဆိုမှတော့အကျန်းဖက်လေးရှိတာတိလို့ဆိုတာမင်းတင်နှံမပြည့်တော့မင်းတော့တင်နှံမပြည့်မသိဘူးတင်နှံပြည့်မှတိမှာလားတင်နှံပြည့်မှတင်နှံမင်းတို့ခေါင်းလေးဝင်တော့မှတိတာလား တီအန်အန်တို့ဒီနောင်ချိုကိုထိန်းချုပ်ထားပါတယ်လို့သလောက်ပြောနေတာကိုသူတို့နောင်ချိုလည်းမရနိုင်ဘူးလေနောင်ချိုရတော့မရတော့မယ်လည်းပြောနေတဲ့ကောင်ကအခုတီအန်အန်နေနောင်ချိုမှာလေရင်ဖြတ်သွားလို့လေရင်လမ်းပြလိုက်လို့လေရင်ကတိလို့ဘုံလာကျဲတာတဲ့နော်အဘိဗေကိုမရှိရစကားတဲ့တင်တန်းပေးတာကိုကြည့်နေတဲ့ကိုရင်နဲ့အရသားကိုထိတာတဲ့နေဟုတ်ကဟုတ်ကပလောင်လော်ဘီတွေကတက်မတော်ကိုသတင်းမှပေးပြီးတော့မကျဲကျဲအောင် လုပ်တယ်တဲ့စင်နာအောင်လုပ်ပြီး တက်မတော်သတင်းမားပေးပြီးတော့လေနော်သတင်းမားပေးခဲ့တက်မတော်လည်းမုံမားချေးလိုက်တာဆိုရှင်းရှင်းလေးပဲနော်သူကသတင်းမားပေးပြီးတော့သူစကားအရှိနဲ့နောက်နေမညီဘူးနော်အရှိမှပြောထားတာကကျတော့တမျိုးတင်းနဲ့လုံနေလို့လေအခုကတော့ပလောင်လော်ဘီတွေကတက်မတော်သတင်းမားပေးလိုက်တာမားပေးပြီးဘောကလည်းဘုံမားချေးလိုက်တာနော်ဘုံမားချေးလိုက်တာအခုနောက်မှကျသူတို့မားချေးရတော့ဝန်ခံပြီးပြီအဲ့ဒါဆိုဖုံเจ้าကမားချေးတာတေချာဖို့သူတို့တင်မတက်တက်ချေးရဆိုတာတေချာဖို့ဖြစ်သွားတယ်နော် ထီတော်မှာတက်မတော်ကမတရားသဖြင့်လုံနေတယ်လို့ပြောနေတယ်တဲ့သုံးတကယ်ဘုံမှာရေးချင်ဖလောင်တွေကဘုံတော်ကြီးចောင်းတွေကိုဘုံမကျဲမှန်တိလို့ခိုအောင်နေကြတာတဲ့နံပါတ်1ကြောက်စစ်တပ်ကဖုန်းကြီးကြောင်းတွေဘုံမကျဲဘူးဆိုလို့ပလောင်နဲ့ခုခုအောင်းနေကြရတယ်နော်စစ်တပ်ကသူတို့မကျဲတဲ့ဖုန်းကြီးကြောင်းဘယ်ကြောင်းရှိတော့သူတို့မကျဲတဲ့ဖုန်းကြီးကြောင်းဆိုတာလက်ချိုးရည်လို့ရတယ်အကုန်လျှောက်ကျဲတာ နော်ဖုံးကြောင်းနေနေဘာကြောင်းနေနေသူတို့မနိုင်တဲ့နယ်မြေတွေမှာဆိုရင်သူတို့ ਨੇ မအုပ်ဆိုးနိုင်တဲ့နယ်မြေတွေမှာဆိုဖုံးကြောင်းနေနေဖျားနေနေဇေဒီနေနေအကုန်ချဲတာနော်အဲ့ဒါကိုရှောက်ပြောနေတယ်ဘာမင်းတို့ဖုံးကြောင်းမှမချဲဘူးဆိုလို့တကယ်ဖုံးကြောင်းမှာအောင်းနေရဆိုတာအသေးပဲမှမရှိတာအခုဖုံးကြီးကြောက်ခုဖုံးဖုံးတော်ကြီးကြောင်းနေ့ကြောက်ပြတတိပင်ဖုံးတော်ကြီးကြောင်းတွေ့မှာခိုးအောင်နေတာတက်မတော်ကတိရဲတဲ့ဒါပေမဲ့တက်မတော်ကဘုံမချဲခဲ့ဘူးတဲ့အဲ့ဒီဖုံးကြီးကြောင်းနေအဲ့ဒီကျွန်တော်က အမှန်တိုင်းပြောမယ်နော်ဒါကျွန်တော်ရဲ့သတင်းတွေဆိုတာကြည့်နေတဲ့လူတွေသိတယ်အဲ့ဒါနောင်ချိုးကပဲသတင်းပေးတာနောင်ချိုးမှာကျွန်တော်သတင်းပေးနေရှိတယ်ကျွန်တော်သတင်းပေးတွေအသက်ခံခဲ့ရတယ်ကျွန်တော်ပြန်ပြောပြမယ်ဒီဒီယန်နဲ့ကျွန်တော်နဲ့တူတူတဲ့ပုံနဲ့ PDF တွေအားလုံးကကြာချုံနေတာစုပ်ခွာနေရတယ်နောက်ဆင်းရဲနာပရိယတိစာတင်တိုက်ဘုံကျဲခံခဲ့ရတာတဲ့ပြည်သူတွေမသိတဲ့သတင်းအမှန်၃ခုရှိတယ်တဲ့ စင်ရနာဝင်းထဲမှာ DNA တွေကစစ်တင်နံပေးနေတယ်တဲ့ဒါပဲပြောနေတယ်ကျင်းတော့လေရင်ဝဲတော့လေရင်ကိုတနက်နဲ့လှမ်းပစ်တယ်တဲ့ဒါကြောင့်ရန်သူရှိတာသတင်းရပြီးဘုံကျဲတာတဲ့တင်နံပေးတာကိုကြည့်နေတဲ့ကိုရင်နဲ့အရက်သားထိသွားတာတဲ့တကယ်ဟာတာပဲအဲ့ဒါများများ share လုပ်ပေးပါနော်ပလောင်တွေကမျိုးစုံကန်းကုန်အောင်ရုံမာနေပြီပလောင်ဆိုတာအကြမ်းမဲ့လက်လက်ကန်တောင်းကျန်းသူ DNA တွေကိုပြောတာစစ်တပ်ကိုလိုပြီးတော့တမတော်ကိုတရင်မှာပေးပြီးတော့မှ မကျဲကျဲအောင်လှုပ်ခိုင်းတာတဲ့ဇက်နာအောင်လှုပ်ပြီးတဲ့ထီတော့မှတက်မတော်ကမတရားသဖြင့်လှုပ်နေတယ်လို့ပြောတာတဲ့သုံးကပလောင်တွေကဘုံတော်ကြီးကျောင်းတွေကိုဘုံမကျဲမှန်တိလို့တကောင်းနေစစ်ရှုံးနေပြီလေရှုံးနေပြီရှင်းနော်စစ်ရှုံးနေပြီတဲ့နော်မင်းမင်းအောင်လိုင်းကိုပြောရလားမင်းကမင်းအောင်လိုင်းကိုပြောရမှာ အဘအစ်ရှုံးနေပြီရှုံးနေပြီလို့ပြောရမှာဘယ်နေမြင်မှလည်းမပိုင်ဆိုင်နိုင်ဘယ်နေမြင်လည်းပြန်မှမရနိုင်ဘူးပြန်မယူနိုင်ဘူးမယူနိုင်ဘဲနဲ့စစ်ရှုံးနေပြီလို့မင်းကဟိုအောက်မှာနေပြီးကြောက်ပြီလားပြောတဲ့အဖွဲ့ထဲကပါနေတယ်ကိုစောဘောဟင်းတို့ရဲ့ခင်ဗျားတို့ဗီဒီယိုကြည့်ပြီးမှလည်းကျွန်တော်ရီပဲရီရှင်တော့တယ်နော်ခင်ဗျားတို့ကုတူမာတို့ဗီဒီယိုတွေကြည့်ပြီးရီပဲရီရှင်တော့တယ်ခင်ဗျားတို့အောက်မှာနေပြီးကြောက်ပြီလားပြောတဲ့အဖွဲ့ထဲကခင်ဗျားတို့ပါတယ်နော် ခင်ဗျားတို့ဘာမှလည်းတစ်ခູ່မှလည်းတက်တည်မပြနိုင်တစ်ခູ່မှလည်းမလုပ်ခင်ဗျားတို့စစ်တက်ကလုပ်ပြနိုင်တာလည်းဘာမှမရှိဘူးဒါပေမဲ့လည်းခင်ဗျားတို့ကအဲ့လာကိုခင်ဗျားတို့ပဲအော်နေတာခင်ဗျားတို့ပဲလေကြီးနေတာခင်ဗျားတို့ပဲအော်နေမှစစ်တက်လုပ်နိုင်တာပြဆိုရတယ်တစ်ခູ່မှမပြနိုင်ဘူးဗျမ်းမလာလေးချောက်ပြောနေတာနော်ခင်ဗျားလည်းအဲ့လာနဲ့ပဲနောက်ဆုံးမင်းမင်းနောက်လိုက်တော့ရလိမ့်မယ်နော်ကိုယ့်အကူတော့ဘေးဆိုင် ီလိုရတဲ့တော့ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတယ်အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးဝင်ရပေးကြဖို့မေတ္တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြရှုံးပါစေအရေးတော်ပုံအောင်နေပြီ